နာနာဘဝတွေကအိမ်မက်ပေးရကြောင်းတရဲတွေကိုရှင်ပြူခဲ့ရတဲ့မုံညိုမျိုးနယ်ကဒူဒူကြကြရှင်ပြူပွဲပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တရဲတစီပရိသတ်တွေကအိမ်မက်ပေးရကြောင်းတကောင်မှမကြုံဘူးတဲ့တရဲတစီနာနာဘဝရှင်ပြူပွဲကိုပြုလုပ်ခဲ့ရတာကတော့ဘကူတိုင်းမုံညိုမျိုးနယ်ကလက်ပံတော်ကြီးရွာမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းခုချိန်မှာတော့ပွင့်လင်းရသည့်ကလေးတွေကြောင်းပိတ်တဲ့ချိန်ကိုကြာရောက်လာတာကြောင့်မိဘတွေဟာမိမိတို့ရဲ့သားသမီးယတနာတွေကိုရှင် င်ပြူနာသားအလိုတော်မင်္ဂလာပွဲကိုကျင်းပပေးနေကြတာဖြစ်ပါတယ်။ဒီကရက်ရက်ပိုင်းမှာဆိုရင်ခိုင်နေဝေဟံမွေးကင်းစရက်သားအရွယ်လေးကလေးကနေစောင့်ရှောက်လာတဲ့သူမရဲ့ရင်သွေးလေးတွေကိုရှင်ပြူနာသားအလိုတော်မင်္ဂလာပွဲကြီးကျင်းပခဲ့ပါတယ်။ဒါပေမဲ့လည်းအခုပြောပြပေးမယ့်ရှင်ပြူအလိုတော်မင်္ဂလာပွဲကတော့တော်တော်လေးကိုထူးခြားတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်ပြုအလူပွဲကတာမန်ကလေးတွေကိုရှင်ပြုတာမဟုတ်ဘဲနာနာဘဝတွေကိုပဲရှင်ပြုတာကြောင့်ပါ ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာဘာသာရေးနဲ့ပတ်သက်လာရင်ဒူဒူကြကြအရာတွေမျိုးစုံလုံးကြတဲ့နိုင်ငံဆိုရင်လည်းမမပါဘူး။ဒီအပိုင်းထဲမှာဆိုရင်တော့မေဒီလာရှင်ဝင်းဆောင်ကိုလိုက်စေးမှာဝေ့ပြီးတော့ရောင်းချလို့တော်တော်လေးကိုပဲပြဿနာတက်နေပါတယ်။အခုလည်းတရရှင်ပြုအလိုတော်မင်္ဂလာပွဲကအင်တာနက်ပေါ်မှာတော်တော်လေးကိုခေစားနေရဖြစ်ပါတယ်။ဒီလိုသာမန်လူတွေလို့မဟုတ်ဘဲတရရွေကိုရှင်ပြုပွဲကတော့ဘကိုးတိုင်းမုံညုံမျိုးနဲ့လက်ပံတော်ကျေးရွာလေးမှာဖြစ်ပျက်ခဲ့ရပါ။အစောပိုင်းမုံညုံမျိုးနဲ့လက်ပံတော်ကျေးရွာမှာရွာဦးစည်တီထီးတင်ပွဲကိုကျင်းပဖို့ တွက်ပြင်ဆင်နေပါတယ်။ဒီလိုချိန်မှာအလူတားကြီးကမကိုမကြွမလွတ်သေးတဲ့တရေပရိသတ်နန္ဒဘဝတွေကသူတို့ဟာကျွလွတ်ချင်တာကြောင့်ရှင်ပြုတ်ကျင်နေသူတို့အတွက်ဖျားတိတော်တင်ပွဲမှာရှင်ပြုတ်အလူပွဲလုပ်ပေးပါဆိုပြီးတော့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်းလက်ပံတော်ကြီးရွာမှာတရေတစီအရှင်ပြုအလူပွဲလုပ်ဖို့အစီအစဉ်ခဲ့တာဖြစ်ပါတယ်။တရေလူပွဲကတော့တာမန်ရှင်ပြုပွဲအစ်စ်လိုပဲလူတွေကို ထမင်းကျွေးတာ၊ဆရာတော်အရှင်သူမြတ်တွေကိုစွန့်ကတ်တာတွေပါဝင်ပါတယ်။ဒူးကြတာကတော့မောင်ရင်လောင်းလေးတွေစံချတဲ့အခါမှာဇနီးမောင်နှံတွေကတကယ်မောင်ရင်လောင်းလေးတွေစံချတယ်လို့ပေါ်ဝါခံပြီးတော့နောက်ထပ်လူတစ်ယောက်ကခေါင်းရိပ်တယ်လို့ပုံစံမျိုးနဲ့ဘယ်သူမှမရှိပါမလဲ။တကယ်လူတစ်ယောက်ရှိနေရဲ့ပုံစံမျိုးနဲ့လှုပ်ပြရတာဖြစ်ပါတယ်။ ဒါကလည်းတရဲနာနာဘဝအစ်စ်တွေကဆန်ရှိနေရလို့ယုံကြည်ကြတာကြောင့်ဖြစ်ပါတယ်။မောင်ရင်လောင်လေးတွေကသင်ငန်းဝေးချိန်မှာတော့ပို့ပြီးတော့တောင်ချောက်ချားစရာကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဝိဆိုင်တွေမှာအင်ဂျီနမူနာဝေဖို့တက်ထားတဲ့ကော်ရုပ်တွေကိုတကယ်မောင်ရင်လောင်ပုံစံမျိုးသင်ငန်းစီးပေးလိုက်က အနုမောဒနာတရားနာပြီးရရေးဆက်ချအမြကျန်းပေးဝေလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးပဲပဲခူးတိုင်းမုံညုံမျိုးနယ်ကနေလက်ဗန်တော်ကျေးရွာမှာအခုလိုမျိုးတရားတစ်စီတွေကိုရှင်ပြူပွဲကျင်းပခဲ့တာနဲ့ပတ်သက်ပြီးအင်တာနက်ပေါ်မှာဗီဒီယိုဖိုင်တွေကပြန့်နှံ့လာတဲ့အခါမှာတော်တော်လေးကိုဝေဖန်ခံရပါတယ်။အဓိကအပြင်ထေရဝါဒဗုဒ္ဓဘာသာမှာတရဏဘာကိုဝင်နေဆိုတာကမနုဿလူသားစစ်စစ်တွေပဲဝင်ခွင့်ရှိတာပါ။အခုတော့လူထက်အစာပေါင်းများစွာနှိမ်ကြတဲ့တရေပရိသတ်တစီနာနာဘဝတွေကတရဏပောင်ကိုဝင်ရောက်ဖို့အတွက်ရှင် ်ပြုတယ်၊သင်ငန်းစီးပေးတယ်ဆိုတာကဗုဒ္ဓဘာသာအယူအဆအရတော်တော်လေးကိုခေနောက်ကျနေပြီလို့ဝေဖန်ကြပါတယ်။ဒါကြောင့်လည်းတိတက်နားလည်တဲ့ထေရဝါဒဆရာတော်ကြီးတွေကဒီလိုမထော်မနှမ်းလုပ်ပုံတွေကိုတားမြစ်တင်တယ်လို့ပြောကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမုံညုံမျိုးလက်ပံတော်ကတရက်တစီရှင်ပြုအလူပွဲကြီးနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ ။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။